ားလုံးမင်္ဂလာပါခင်ဗျာ listeners heaven channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူတူရတင့်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝတ္ထုတွေမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပြင်းရန်ကုန်မြို့လမ်းကျယ်ကြီးတစ်ခုတွင်အတော်ကျယ်ဝန်းသောတိုက်ခန်းကြီးတစ်ခန်းဤပေး၌ online go in bama street beautiful who thought street salon နှင့် အင်္ဂလိပ်မြန်မာနှစ်ပါးသာရေးဆွဲထားတဲ့စိုင်းပုတ်ကိုမြင်ကြရတယ်။တိုက်ခန်းတဲ့၌ကအနေနဲ့မှစုံစမ်းကြသောစာများအတွက်ပြန်ကြားစာကိုတစ်ချက်ချက်နှင့်လက်နှိပ်ဆက်ရိုက်နေကြသောစာရေးနှစ်ဦးညီတို့ပြန်ကြားရမည်ကို စီစဉ်ပေးနေသောမန်နေဂျာနှင့်တူတူတယောက်စာပို့စာယူအလုပ်လုပ်နေသောစာရေးတယောက်ကိုမြင်ရမည်ဖြစ်တယ်။ကာ၍ခန်းသာသော အခန်းတစ်ခန်း၌ကအသက်30ကျော်ခန့် ဘဝအုပ်ပေါင်းရွှေကိုင်းမျက်မှန်နာရန်ပေါ်ပေါ်အသားညူညူတထေးကိုင်ဖန်နေသောလူတယောက်စီဂရက်ခဲလျက်တစုံတရာကိုလေးလေးနက်နက်တွေးတော့နေဟန်တူတယ်။ထိုးတိုက်ခန်းကျဲကြီးကနှစ်ထပ်တွင်ရှိတယ်။ဇပွဲကလထိုင်းမှန်ပြီးတော့အယုတ်ကားများတစ်လွင်ခန်းနာဒီကို ထောက်သဖြင့်အထက်တန်းစားအလုတ်တိုက်ကြီးဟု လူတိုင်းခန့်မှန်းကြတယ်။ဈေးအထထတုတ်ထားဟန်ရှိသော RB ကားငယ်ကလေးတစ်စီးက တိုက်ရှင်၏ကားနှင့်တူဟန်ရှိသောအာစီစလုံးကားကြီး၏နောင်နှမှထိုးရိုက်၍ကားငယ်ထဲမှကိုယ်တိုင်မောင်းလာသော အသားလက်လက်ဘောင်မီဘိုကလားတယောက်ကကားတကားဆွဲဖွင့်ပြန်ပိတ်ပြီးလျင်အဆိုပါတိုက်ခန်းကြီးရှိရာသို့ ခြေလန်းတွက်လက်စွာတက်ခဲ့လေတယ်။တိုက်ခန်းကြီးရဲ့ဝန်ပေါသူရမိလျင်မစ္စတာကေဘီကော့ချ်အတအာမခံကိုစလေဟူသောကပ်ပြားကလေးကိုအပေါ်အင်ဂျီအိတ်ထဲမှထုတ်ယူပြီးလျင် တကားကိုဖြင်းညင်းစွာခောက်လေတယ်။အသက်၁၈နှစ်ခန့်မြမလူငယ်တယောက်ထွက်လာပြီးလျှင်ကပ်ပြားကလေးကိုယူပြီးဝင်သွားပြန်လေတယ်။မစ္စတာဂေါ့ချ်မှာ အခန်းပေါက်တွင် မတ်တရရင်ကျဉ်တ်သောအမှုအရာနှင့်ပြုံး၍စဉ်စားနေဟန်တူတယ်။မိမိအားမအားသေးလို့တစိမ့်သီးခံမှာနောက်အလိုရှိလျင်အကြောင်းကြားပါမည်ဟုတရားသူကြီးများ၊ဝတ်လုံများ၊ရှေ့နေများ၊အလौဒရှင်ကြီးများတို့ကသာသာနှင့်နာနာ နှင်ချလိုက်သည်ကိုအချိန်ပေါင်းများစွာခံခဲ့ရသူဖြစ်တယ်။အသက်အာမခံ94ဆိုသည့်နှစ်တပြိုင်နက်နပူနဆာနိုင်လှသောကြောင့်တုတ်ချေတင်ကြသူလည်းအများပင်တွေ့ကြုံဖူးခဲ့ရာယခုကုမ္ပဏီတထေးကြီးမှမူမိမိအားတမင်မှကြားထားသောကြောင့်အထူးဝမ်းမြောက်နေဟန်ရှိလေတယ်။ဤတထေးကြီးထားလျင်အနည်းဆုံး9000 1000ဖြစ်တန်ရာအသက်အာမခံကုမ္ပဏီပေါ်တွင်မိမိမျက်နှာရမယ့်အပြင် ်ပထမနှစ်အတွက်မိမိရမယ့်ကော်မရှင်မှာလဲမနည်းတော့ဟု အပြုံကြီးပြုံရွေနေရှာလေတယ်။ကမ်အင်ဟူသော အထက်ကအတန်ကိုကြားသည့်နှစ်တပြန်နက်မစ္စတာဂေါ့ချ်ကခြေလန့်အကျဲကြီးဖြင့်လေးဒတ်တကားကို တွန်းဖြဲဝင်သွားလေတယ်။တိုက်ချာဘရာစီနှစ်တူတူရခင်လူငယ်ကမစ္စတာဂေါ့ချ်အားတတိအခန်းရှိရာသို့လန်းညုံခေါ်ဆောင် တကားကိုဆွဲဖွင့်သွင်းပေးလိုက်လေတယ် Morning sir Morning Mr. Ghosh စသဖြင့်အပြန်အလှန်နှုတ်ဆက်စကားပြောကြပြီးနောက်ထိုင်ပါဟုတထေးကကလထိုင်တလုံးကိုညွန်ပြလိုက်သဖြင့်မစ္စတာဂို့ချ်ကစပွဲနာကကလထိုင်တလုံးကိုဆွဲထိုင်လေတယ်။မစ္စတာဂို့ချ်မှာရေဘီဒီရဲ့ဆိုသောကလားလူမျိုးမဟုတ် အင်္ဂလိပ်စကားကိုအထူးပိတာပြသားစွာပြောဆိုနိုင်သူဖြစ်တယ်။မြန်မာတထေးပြောသောအင်္ဂလိပ်စကားလေးယူလေးထားမှာမိမိထပ်ပင်ပိတာပြသားလုံးနေသောကြောင့်တထေးကြီးအား ပုံမူအထင်ကြီးလေတယ်။တဖန်မိမိထံသို့ အသက်အာမခံထားလို့၍ခေါ်ယူကြောင်းသိရှိပြီးဖြစ်သဖြင့်အသက်အာမခံထားခြင်းရဲ့အကျိုးအသက်အာမခံကုမ္ပဏီရွေးချယ်ပုံစသည်တို့ကို ပြောပြရန်စဉ်းစားနေဟန်ရှိလေတယ်။ကျွန်တော်အရင်ကတော့အမှုမဲ့အမှန်မဲ့နေမိပါတယ်။အင်္ဂလိပ်မဂ္ဂဇင်းတစ်စောင်မှာတည်တည်ချာချာဖတ်မိမှအသက်အာမခံထားရတဲ့အလုပ်ဟာဘလောက်အကျိုးများတယ်ဆိုတာသိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဥပမာဗျာလူတယောက်ဟာငွေ2000နဲ့အနည်း20အသက်အာမခံထားရဲဆိုပါတော့ဒီလူဟာ3လတစ်ကြိမ်ငွေ30နီးပါးလောက်သာတွင်းရမယ်ပျောက်ပျောက်ပြက်ပြက်နဲ့ငွေစုမိသွားတာပေါ့ဟုတ်ကဲ့ခင်ဗျာဒီတော့ဒီလူဟာအနည်း20ကြာလို့မှမတည်သေးရင်ဟောဟိုတွင်းထားတဲ့ငွေ2000ရဲ့အတိုးငွေတွေရရအောင်မယ်စင်စစ်တော့ဒါဟာချွေတာရေးငွေစုတဲ့နီလန်ကောင်တစ်ခုပါပဲ။ ဟုတ်ကဲ့ခင်ဗျာ ပြီးတော့ဒီလူဟာပရီမီယံသွင်းငွေကိုတစ်နှစ်နှစ်နှစ်သွင်းပြီးကုမ္ပဏီကငွေထုတ်ပြီးချေးယူနိုင်သေးတယ်ဟုတ်ကဲ့ခင်ဗျာတကယ်လို့ဒီလူဟာငွေနှစ်ခါလောက်သွင်းပြီးတည်သွားရင်လေငွေ2000ကုမ္ပဏီကကျန်ရစ်တဲ့တာမန်ယာထုတ်ပြီးတော့ကျန်ရစ်သူများအတွက်ဟန်ကြတာပေါ့ဟုတ်ကဲ့ခင်ဗျာကျွန်တော်သိတဲ့ဘောကြတယ်ဗျာကုမ္ပဏီကြီးတွေကတစ်ထောင်ကအထက်အသက်အာမခံလုပ်နိုင်လို့ပေါ့တောရွာတွေမှာ တရာကအထက်အသက်အာမခံလှုပ်ပေးနိုင်တဲ့သူရှိရင်ဘလောက်ဟန်ကြမလဲခမရများတလဒီလာတွင်းယုံနဲ့ဒီကြတည်ရင်လေတကြိုစရိတ်ကျန်ရသူအတွက်ငွေတရာကျော်ရနိုင်မှာပဲကျွန်တော်အဲ့ဒီကိစ္စပါစဉ်းစားနေတာပဲအခုတော့ကျွန်တော်ကိုယ်တိုင်ခမရတို့ကုမ္ပဏီမှာအသက်အာမခံထားဖို့စိတ်ပိုင်းလိုက်ပြီခမရစကားအဆုံးသတ်လိုက်ရာတရားမဟောရဘဲလူတယောက်အရန်တင်ရနေတဲ့ဖြစ် မစ္စတာဂေါ့ချ်မှာပါဇက်ဟာငေးမောနေမိရှာလေတယ်။ဒါချက်ခမားတို့ကုမ္ပဏီမှာဥရောပတိုက်တာနဲ့ပမာရီမပါဘဲအိန္ဒိယသားတွေကြီးအုပ်ချုပ်စီမံတယ်လို့ကြားသိရပါတယ်။ထို့အခါမစ္စတာဂေါ့ချ်မှာမြန်မာလူမျိုးများက စီးပွားရေးတွင် ကလားများနဲ့ကင်းနိုင်တော်လောက်ကင်းအောင်ရှောင်းတိန်လူသူများဖြစ်သဖြင့်မိမိတို့ကုမ္ပဏီမှာလည်းကလားကုမ္ပဏီဖြစ်သောကြောင့်ဒီကဲ့သို့ကျင်းနှံ့အောင်ပြောရမည်ကိုစဉ်းစားကား ကလားလူမျိုးပိုင်းတော့ဟုတ်ပါတယ်။ဒါပေမဲ့စကားမဆုံးခင် တော်ဘီတော်ဘီမစ္စတာဂိုရှ်မှာအံအားသင်ရွေ သွားလေတယ်။ဦးအောင်တဲမှာစီဂရက်တိုကိုပြာခန့်သောငွေလင်မန်းငယ်ထဲသို့ပြစ်ချဟာအရှိတလိကိုမိညှရှူဖွာအခိုးမှုရင်းကျွန်တော်ကကလားလူမျိုးတွေကုမ္ပဏီမှသဘောကျတာတခုရှိပါရဲ့ဗျာဒီအလုပ်ကိုဗမာလုပ်မယ်ဆိုရင်ဗမာကိုအားပေးရမှာပေါ့ဒါပေမဲ့ အမရေကဒီအလုပ်ကိုစိတ်မဝင်စားကြဘူးဟိုတနေ့ကကလားလူမျိုးတယောက်ကြီးမှုတဲ့ကုမ္ပဏီမှာအမတတိယဒါရိုက်တာအဖြစ်နဲ့ထည့်ထားတယ်ဒီလူတွေကစံစဘာကလဲရင်နားမလည်သလိုပဲ အစည်းအဝေးတောင်မှန်မှန်မတက်ကြဘူးတဲ့ခမားတို့ကလားကုမ္ပဏီကတော့ငွေအားလဲတော့လူတွေကလည်းအလုပ်နားလေတော့စိတ်ချရမှာပဲဟုတ်ကဲ့ခမားမစ္စတာကိုရှင့်မျက်နှာမှာအနှင်းငယ်ကြည်လင်၍လာလေတယ် မိမိတို့ကုမ္ပဏီတွင် မုတ်ချထားတော်မူဟုစိတ်ချယုံကြည်ဟန်ရှိလေတယ်။ဥအောင်လင်းမှာစကားအမြင်မပြတ်အမေရိကန်ပြည်၌အသက်အာမခံအလုပ်ကို လူတရာလျှင်80လောက်ထားပုံထိုနိုင်ငံကြီးပွားပုံများပါ ပြောဆိုနေရာမစ္စတာဂော့ချ်ကဒါနဲ့လူကြီးမင်းကကျွန်တော်များကုမ္ပဏီမှာဘလောက်နဲ့ထားဖို့ရည်ရွယ်ပါသလဲ။ကုမ္ပဏီစည်းကမ်းလဲဖတ်ပေးပြီမို့အသင့်အတင်ထားမယ်လို့စိတ်ကူးထားပါတယ်။ ကျွန်တော်များအထင်မှာ9000တောင်ပိုးလောက်ထားလိမ့်မယ်လို့ယုံကြည်ပါတယ်။အသင့်အတင်ပါဆိုမိတ်ဆွေဘယ်မှာဒီလောက်ထားမလဲ။မစ္စတာကုတ်မှာရသည်ရဲ့အမျက်ဟုသဘောထားလိုက်ဟန်တူတယ်။ကျွန်တော်ထားမှာက9000တောင်မှန်းပါတယ်။ထို့အခါမစ္စတာကုတ်မှာဝမ်းသာသော စိတ်နှင့်တကွမျက်လုံးပြူးကျယ်လာလေတယ်။အင်္ဂလိပ်သတင်းစာမြန်မာသတင်းစာများတွင် တနိုင်ငံလုံးခြုံ၍ကူတန်ရောင်းဝယ်မိဟုကြံစီသော အောင်လင်းကုမ္ပဏီပိုင်ရှင်မှာဤမျှချမ်းသာပါကလားဟုတွေးတောနေဟန်ရှိလေတယ်။ကိုင်မိတ်ဆွေအချိန်လဲကြာသွားပြီ။ခမားကုမ္ပဏီကိုသွားပြီတော့ကိုစလင်ချုပ်ကြီးနဲ့တွေ့ပြရစီအောင်။ကောင်းပါတယ်တွေ့နိုင်ပါတယ်။ကိုစလင်တော့ကျွန်တော်ဆက်သွယ်လို့ဆိုပြီးကျေးဇူးပြုပေးပါ။စိတ်ချပါခမားကော်မရှင်ရပါစေမယ်။ဒါချက်ငွေ9000ဆိုတော့ပရီမီယံသွင်းငွေ3လတစ်ချိန်ဘယ်လောက်ကြမလဲ။ အချမ်းအတွက်ပေးဆက်မအောင်ဗျာ900ကျော်လောက်ကြမယ်ခမ။အော်ဘာမှမများပါပဲလားကောင်းပြီလေဦးဇလဲချုပ်ကတွေ့နိုင်မယ်ဆိုရင်ဖုန်းဆက်လိုက်ပါနော်ကျွန်တော်တို့လင်မယားလာခဲ့ပါမယ်ဟုတ်ကဲ့ပါခမမစ္စတာကိုရှ်ကဦးအောင်လင်းအားနှုတ်ဆက်ကထွက်ခွာ၍သွားလေတယ်ဦးအောင်လင်းမှလည်းစီဂရက်တိုကိုငွေလင်ပန်းငယ်နဲ့ပြစ်ချရင်းခြေရောက်နှစ်ဖက်ကိုစပွဲပေါ်တွင်တင်လျက် တစုံတရာကိုစဉ်းစားနေလေတယ်။ခဏကြာလျင်ဦးအောင်လင်းရဲ့စပွဲပေးမှတယ်လီဖုန်းဘဲလ်ကဂလင်ဂလင်နဲ့မြည်နေသဖြင့်ကောက်ယူနားထောင်ရာ။အော်မစ္စတာကိုချ်လားကျွန်တော်တို့နှစ်ယောက်လာခဲ့ပါမယ်။စောင့်နေပါ။ဘုံကိုပြန်ချပြီးနောက်အိတ်ခန်းထဲတွင်အဝတ်အစားလေးနေသောဇနီးတဲအားတီတူမှကြားကလမ်းဘေးတွင်စိုက်ရထားသော ကားရှိရာသို့ဆင့်ခဲ့လေတယ်။မကြာမီကားနဲ့ကြီးတစ်စီးက ကွက်လက်လန်းတိုက်ကြီးရှိသူထိုးရပြီးနောက်အသက်30ခန့်လူတစ်ယောက်အသက်20ခန့်ဆင်ရွှေတီးနေသောမိန်းမတစ်ယောက်ဇုံရဲဆင်းလာကတလီကားဖြင့်အသက်အာမခံကုမ္ပဏီတိုက်ခန်းရှိရာသို့တက်လာကြလေတယ်။ Hello ဦးအောင်လင်းတို့ Mrs. အောင်လင်းတို့ပါလား။ကြွပါခင်ဗျာ။တချီအရန်သင်းဆောင်နေပါတယ်။ Mr. Coach ကတလလျင်80ကျော်ခန့်ကော်မရှင်ရတော်မူကြောင့်ပြပြတလဲခရီးဥကြောင့် ဦးအောင်လင်းတို့ဇနီးမောင်နှံကိုကိုစလဲကျောက်ကြီးအခန်းသို့ခေါ်ဆောင်သွားလေတယ်။ကိုစလဲကျောက်ကြီးကလည်းအလုရှင်ပြီးပြီးကောင်းညွတ်အယိုးသေးပေးလျက်နေရာထိုင်ခင်းချထားလေတယ်။ဒီလိုပါလူကြီးမေကျွန်တော်အသက်အာမခံထားလို့တာက ကျွန်တော်မှာကုသံရောင်းဝယ်ရေးလုပ်နေတဲ့သူဆိုတော့မတော်တဆစီးပွားပြင်ရင်လည်းနောင်ရေးအတွက်မျှော်လင့်စရာရှိအောင်ဒါကြောင့်မှလည်းကျွန်တော်အလုပ်က အလွန်ကြီးကျယ်တော့ ဂုံပြိုင်သူတွေကရန်ရှာမှာလဲစုရင်ရတာကိုဒါကြောင့်မြင်မြင်ထားဖို့စိတ်ကူးရလာပါတယ်။ကောင်းပါပြီခင်ဗျာ။အစအစာစိတ်ချရတာပေါ့။လူကြီးမင်းများလိုနောင်ရေးမျှော်တတ်ရင်မြန်မာလူမျိုးများကြီးပွားဖို့ပါပဲ။ကျွန်တော်အချိန်နေတော့ကိုစလဲကြီးတည်ပြီးပေါ့နော်။ဟုတ်ကဲ့မစ္စတာဂုတ်ပြောပြလို့တည်ရပါပြီ။ကျွန်တော်ထားတဲ့ငွေကများတော့တန်တရားဖြစ်မှာစိုးမိတယ်။ဟာဆရာမကြီးမစ္စတာဗီတာ၅သိန်းအောင်ထားခဲ့ပါတယ်။ ူးနဲ့ဆိုင်ရင်အပုံလဲတာပေါ့။ဩမစ္စတာဖစ်ငါသိ။ဥဟောင်းလဲလဲစကားမဆက်ဖဲရက်လိုက်လေတယ်။မစ္စတာဖစ်ဘယ်နည်းနဲ့ဤမြငွေပေးရသည်ကို ကိုစလေချုပ်ကြီးမှပြောလိုတဲ့ဆန္ဒမရှိဘဲလူကြီးနှင်းဘရော့ဆရာဝန်နဲ့ကြည့်မလဲ။ခဏိပဲကြည့်ပါမယ်။ကိုစလေကြီးနဲ့ဘယ်ချိန်ပြန်တွေ့ရမလဲခင်ဗျာ။၄နာရီအတွင်းဘယ်ချိန်မဆိုတွေ့နိုင်ပါ रे ကျွန်တော်တို့နဲ့ဆက်သွယ်ထားတဲ့ဆရာဝန်စီကိုလည်း မစ္စတာကိုချ်ကလိုက်ပို့ပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဥအောင်လင်းနဲ့ဇနီးမစ္စတာကိုချ်တုံးဦးသာကိုစလေအခန်းမှထွက်လာကြကဓာလီကားကိုခေါ်ယူပြီးလျင်အောက်သို့ဆင်းကြလေတယ်။ကားနဲ့ကြီးကစပါကလန်ဆရာဝန်ကြီးတဦးရဲ့တိုက်ရှိသို့ဆိုက်ရက်လေတယ်။မစ္စတာကိုချ်မှာအလင်းဆင်းလျက်ဆရာဝန်ရှိရာသို့ဦးအောင်လင်းအားခေါ်ဆောင်လျက်အကျိုးအကြောင်းပြောပြလေတယ်။ဆရာဝန်လည်း ဦးအောင်လင်းအားနေရာချထားလျက်ထုံးစံအတိုင်းမေးမြန်းနေလေတယ်။ဦးအောင်လင်းတွင်မွေးရှင်ဗနှယောက်နောက်နောက်ကမြည်သည့်ယောဂါဖြစ်ဖူးသည်မဖြစ်ဖူးသည်ဦးအောင်လင်းရဲ့အမိနှင့်အဖအသက်နှင့်ရှိသေးသည် အသက်မြင်းမျှတွင်တည်ဆုံးသည်စသည်တို့ကိုမေးမြန်းပြီးနောက်အရက်အမြင်ကိုတားရာငါးပေဆဲလက်မခန့်ရှိနေသဖြင့်ဆရာဝန်ကြီးကဟာခမရအရက်အတော်မြင့်နေလူပဲမြန်မာလေးကဆိုတော့ဒီအရာမျိုးရှားတာပေါ့ဗျာ တဖန်ရင်အကျေကိုတိုင်းပြန်ရာ42လက်မှရှိနေသဖြင့်အဲရင်ကလည်းအကျေကြီးပါလား physical culture လိုက်စားတယ်မှတ်တယ်ဟုတ်ကဲ့ခဏအထိလိုက်စားတော့မှာပဲထို့နောက်ဆရာဝန်ကြီးကဥအောင်လင်းအားတီးတန့်အခန်းလေးသို့ခေါ်ဆောင်သွားပြီးလျင်ငကြက်နှင့်နားထောင်ကအသက်ရှူခိုင်းမျက်လုံးသွားစသည်တို့ကို ကြည့်ရှုပြီးနောက်ကျေးဇူးပြုပြီးပေါင်းမီကျဲတီးကလေးဖြုတ် ။ဟာဒီတော့ကျမ်းမာတဲ့လူဒီပြင်းကြီးနဲ့ခမားမသိနိုင်ဘူးလား။ဒီခါမှာခမားဆရာမများထုံးစံကိုလူကြီးမင်းလည်းတီးပြီးဖြစ်ပါလိမ့်မယ်။ဥအောင်လည်းမှစွကျဲရှာအင်းကြီးဘန်ကောက်လုံဝင်းတို့ကိုထောက်ဝတ်ပြီးရှိရင်အပြင်သို့ထွက်လာကအခြားနည်းမဆန်းသက်လို့ကြောင့်နဲ့မစ္စတာကို့ချ်အားပြောရာမစ္စတာကို့ချ်ကဆရာမအားမြေကဲ့သို့ဝင်ရောက်ပြောဆိုသည်မသိကျဉ်ရက်သွားလျက် ပုံစံစာရွက်တွင်လူသမျှကိုရေးပြီးလက်မှတ်ထိုးလိုက်လေတယ်။မေလမောင်းအတွင်ကလက်နှလုံးခန့်ကန့်လန့်ဖြစ်အမှားရွဆိုရင် လုံလောက်ပါပြီနော်ဆရာမကြီး။ဟုတ်ကဲ့ဖြတ်ရတဲ့အမှတ်အသားမှမဟုတ်ပဲလုံလောက်ပါပြီ။သုံးဦးသားကဆရာဝန်ကြီးအခန်းမှထွက်ခဲ့ကြပြီးစင်မီနဲ့အတွင်ကိုစလေကျောင်းကြီးအခန်းသို့ ရောက်ရှိကြပြန်လေတယ်။ကိုစလေကျောင်းကြီးနှင့်စာချုပ်သဘောအနေနဲ့ပြောဆိုပြီးလျှင်ပထမအရေးအတွက်ငွေ900ကျော်ကိုထုတ်ပေးရာ မစ္စတာဂော့ချ်မှာမိမိအတွက်ကော်မရှင်10ခန့်ကိုရရှိသွားလေတယ်။၎င်းမှာပထမနှစ်အတွင်း25ရာခိုင်နှုန်းမျှရရှိရာအခြားနှစ်များတွင်9ရာခိုင်နှုန်းမျှရရှိစေကာတလလျင်10ကျော်ဖြစ်ရွေးနေလေတယ်။ဦးအောင်လင်းကရန်ကုန်အထက်တန်းစားအပိုင်းတွင်လူတီများခဲ့သည်မှာ3လလမျှသာကြာသေးတယ်။ဦးအောင်လင်းမှာ ရန်ကုန်ထုံးစံကိုနားလေသည့်အတိုင်း မိမိအလုတ်တိုက်ဖွင့်ပွဲကိုအကျွေးအမွေဧကံပွဲဖြင့်လူကြီးလူကောင်းများကိုဖိတ်ခဲ့တယ်။အထူးသဖြင့်ရန်ကုန်မြို့ပေါ်ကတရင်းကြောင်များကိုပုံမှုအရေးပေးကာစားစရာအမျိုးမျိုးဘီးယာတစ်တာလိုက်ခြေခဲအစုံနဲ့ဧကံသောကြောင့်တရင်းစာများတွင်ဦးအောင်လင်းရဲ့အလုတ်တိုက်အကြောင်းကျွေးမွေးပုံဘလောက်များပါ တခန်းတနာပါခဲ့တယ်။တဖန်အစည်းအဝေးမင်္ဂလာပွဲစသည်တို့သို့အစိုးတောင်ရှိကိုပိုင်မော်တော်ကား စိန်ရွှေတီးသောဇနီးနှင့်တက်ခဲ့သဖြင့်လူများအေးဆိုင်သည့်အပြင် အမျိုးသားကြောင်းတူနာပြုအဖွဲ့တို့သို့ငွေ90တရာမကြာခဏလှူဒန်းသောကြောင့်တာ၍လူတီများခဲ့လေတယ်။ဥအောင်လင်းအားကောင်းကောင်းမတိလိုက်သူမှာစုံတော့ကျော်ဥအောင်မြင်ပင်ဖြစ်တယ်။အကြောင်းမူကားမင်းတိုင်းမင်းအမတ်များနိုင်ငံရေးခေါင်းဆောင်များအထက်တန်းအရာရှိများရဲ့တပင်လေတွင် ဥအောင်မြင်လိုပုံကောက တဏှာမှမှတ်စုစာအုပ်ငယ်နှင့်လက်ရည်တို့လိုက်နိုင်သည်မှအပဝင်ဆက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်တယ်။ဥအောင်လေးကကိုယ်စလေကြီးထံတင်းငင်းငွေတစ်ပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ်ဇနီးတဲ့ခင်လှစိန်နဲ့အတူသွားရောက်လေပတ်လေးရှိရာဒုတိယရက်၃လငွေသွင်းချိန်တို့ရောက်၍ငွေများပင်သွင်းခဲ့ပြီးဖြစ်ပေတယ်။ဆက်ရက်ခန့်ကြာသောအခါအပတ်အာမခံကိုယ်စလေကြီးကအင်္ဂလိပ်သတင်းစာတစ်စောင်ကိုဖတ်ရှုခြင်း မျက်လုံးပြူရည်နေလေတဲ့အောင်လင်းကုမ္ပဏီပိုင်ရှင်ဦးအောင်လင်းကားမှောက်ရွှေကွယ်လွန်ချင်းအောင်လင်းကုမ္ပဏီပိုင်ရှင်ဦးအောင်လင်းကဇနီးတဲ့ဒေါခင်လှစေနှင့်အတူပဲခူးသို့တွား၍ညစင်နိုင်ခန့်တွင် ပြန်လာသည်ဆိုကြောင်းဦးအောင်လင်းမှာကားကိုကိုယ်တိုင်မောင်းလာရာကောက်ကင်လန်းလူပြတ်သောနေရာတွင်နွားတကောင်ကိုရှောင်းအလိုက်မှာတပင်တပင်နှင့်ဝင်ဆောင်ပြီးလျင် ကားဆက်ကောင်းတစ်ခုလုံးကြေမွှားလျက်မီးထတောက်ပြီးလျင်ဦးအောင်လင်းကိုပါမီးလောင်သွားရာအယိုးအချို့သာကြံတော်ကြောင်းဒေါ်ခင်လှစိန်မှာကားပေါ်မှလွင်စင်ကျသွားရာလမ်းဘေးတွင်မိမျောနေကြောင်းဥရောပတိုက်သားမစ္စတာလင်းဘတ်ဆိုသူကကုတ်ကိုင်းလမ်းသို့ကားနှင့်အလာတွင် တွေ့ရှိမှနီးရအိမ်ကဌာနကိုအကြောင်းကြားလျက်ဒေါ်ခင်လှစိန်အားသူ့ရဲ့ကားဖြင့်စေယုံကြီးသို့ပို့လိုက်ကြောင်းဒေါ်ခင်လှစိန်မှာ လမောင်းနေတန်းရအနေငယ်သာရ၍စိတ်ထက်ပြီးလျင်အထပါအတိုင်းအစ်စ်ခံကြောင်းဥအောင်လဲမှာလွန်ငယ်သောသုံးလခန့်ကအသက်အာမခံ9000ဖိုးခန့်ထားခဲ့သည်ဟုသိရကြောင်းကိုစလဲကျောက်ကြီးမှာနှစ်ကြိမ်အတွက်တွင်းငွေ1500ခန့်သာရရှိပြီးငွေ9000ထုတ်ပေးရမယ့်အတွက်အတော်တုံနှုတ်သွားဟန်ရှိလေတယ်ငွေ1000 2000ဖြစ်ကကုမ္ပဏီကြော်ညာကောင်းရုံ ထုတ်ပေးရပြီးအရေးမကြီး ယခုမှနှစ်ချုပ်အမျက်မကြံပေးရမည်ကြောင့်ငင်းဆန်တိုင်းကငင်းဆန်ရန် နီးလန်းများကိုရှာဖွေမည်ဟုသောသဘောနှင့် ပလိဌာနသို့ဖုံးဆက်ပြီးလျင်ကားနှင့်လိုက်ပါသွားလေတယ်။ဌာနအုပ်နှင့်အသင့်တွေ့လျင်ညကကားကိုလူဆောင်ထားပြီးနနက်ခင်းတွင်တပုံရိုက်ထားပုံကားထဲမှမီးကျွမ်းသောအယိုးများကိုစေယုံသို့ပို့ရပုံများကိုပါပြောပြလေတယ်။ခမရဥအောင်လင်းအစ်စ်လိုထင်ပါသလား။ကိုယ်စလဲကြုံကြီးက တီးခေါက်ကြည့်တယ်လို့မေးမြန်းရာအာ तू မဟုတ်ဘူးသူဖြစ်မလဲဗျာ तू မရမျက်ရည်နဲ့မျက်ခွက်ခမားတို့အသက်အာမခံကိုယ်စားလှယ်တွေဟာဒီလိုကြီးပဲဟူရွှေပလိတ်ပီပီတောင်းခနဲပြောရာကိုယ်စားလှယ်ချုပ်ကြီးမှာအပြုံးမပြတ်ပဲတီးခံမှာမိတ်ဆွေဥကောင်လေးအစ်စ်မှန်ရင်ကုမ္ပဏီရဲ့ကံပေါ့ကျွန်တော်တို့ပေးရမှာပဲဒီလိုမဟုတ်ပဲညံစင်သွားမှသာဆိုတာပါဥအောင်လေးမှာဥအောင်လေးအစ်စ် သူရန်ကုန်ကထွက်သွားတော့မြင်လာရတဲ့သူတွေအခုမှလည်းလူကြီးလူကောင်းတွေနဲ့တွေ့ပြီးပြန်သွားတာမြင်လာရတဲ့သူတွေရှိတယ်။စေယုံဆရာဝန်ကြီးကလည်းဒီအရိုးဟာအရက်၅ပေ၈လက်မှာက၆ပေကြားအထိအောင်အရက်အမြင်ရှိတဲ့သူရဲ့အရိုးတယ်ဗျာ။ဒီလိုသိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကိုစလဲကျောက်ကြီးကဌာနအုပ်အနှုတ်ဆက်ပြီးထွက်ခွာသွားလေတယ်။မိမိတို့ကုမ္ပဏီဒါရိုက်တာများနဲ့အရေးတကြီးအစည်းအဝေးခေါ်ယူပြီးလျှင် စည်းကမ်းအတိုင်းလုပ်တင်သူတို့ကိုဆုံးဖြတ်ကြလေတယ်။နောက်ဆုံးတလားလောက်ကြာသောအခါတေသူဤဇနီးဒေါ်ခင်လှစိန်ဘက်မှတတိအချောက်အထားခိုင်လုံသဖြင့်ငွေ9000ကိုထုတ်ပေးလိုက်ရလေတယ်။မိတ်ဆွေကြီးကိုအောင်မြင်ခင်ဗျာ။ယခုတော့ကိစ္စပြီးခဲ့တာတစ်နှစ်လောက်ရှိပြီမို့မိတ်ဆွေကြီးထံလိန်နီးကလေးတစ်ခုရေးပေးလိုက်ပါသည်။ကျွန်တော်မှကိုညစ်ပတ်ခဲ့သောကိစ္စတစ်ခုအတွက် မိတ်ဆွေကြီးအားပြန်ပြောလိုသောအကျင့်စိုးတစ်ခုကိန်းအောင်နေပါသည်ထိုကိစ္စမှာလွန်ခဲ့သောတစ်နှစ်ခန့်ကဥအောင်လင်းကားတိုက်သောကိစ္စဖြစ်ပါသည်ထိုစဉ်အခါကမိတ်ဆွေကြီးမှာတပင်းနံမင်းနှင့် သုံးသိနေရ အလုတ်လုတ်ခိုင်းထားသဖြင့်ကြားများနေ၍ဥအောင်လင်းကိုဂယုဆိုင်လိုက်နိုင်ဟန်မတူပါ ကျွန်တော်မှာအခြားအလုတ်ကလည်းတစ်ဖက်ဥအောင်လင်းရောင်ဆောင်ရသည်ကတစ်ဖက်နှင့်အတော်ပြားများသွားပါသည် အသက်အာမခံကုမ္ပဏီမှငွေပေးရပုံဥအောင်လင်းကားတိုက်တည်ဆုံးရပုံတို့ကတော့မိတ်ဆွေကြီးတီပီးထင်ပါသည်ဒေါ်ခင်ငှဆိုင်ဆိုသူမှာကျွန်တော်ဤယောက်ျားတပည့်တယောက်ဖြစ်ပါသည်လူရေးချေရ၌ကျွန်တော်အကြောင်းမိတ်ဆွေကြီးတီပီးဖြစ်ဖြစ်ရေးရန်လိုမည်မထင်ပါအခက်အခဲတစ်ခုမှာကျွန်တော်အရက်အမောင်းနဲ့တူသောမြမအလောင်းတလောင်းရဖို့ပင်ဖြစ်ရာ မရနိုင်ခဲ့ခြင်းဖြစ်ပါသည်နောက်ဆုံး စေယုံကြီးရင်ခွဲရုံမှပထံကလားတယောက်အလောင်းကိုတင်းချိုင်ပုံမီဆဲဆဲရခဲ့ပါသည်ဘယ်နည်းရသည်ကိုမရေးချင်ပါထိုအလောင်းကားပေါ်တင်တစ်ပင်နဲ့ချိန်ပြီးတိုက်မိကောင်းကောင်းမစွဲသေးရင်တက်စီနဲ့ထက်လောင်းခင်လဆိုင်အားကားပေါ်ကစင်ကြဟန်ဆောင်နှင့်၆လကျော်ကျော်ပင်မခံရသည့်အတွက်ငွေ9000အနက်ကားဘူး2800အချားစီအများပါ9000ခန့်အကုန်ပြီး 4500ခန့် အမျက်စွန်းကြံပါသည် အလုတ်တိုက်ကစရေးမန်နေဂျာများလဲ6လအတွင်းစားသွားကြရပါသည်ယခုပင်အယူထောင်နှင့် လူအိုယုံအတွက်ငွေ9000စီလှူဒန်းလိုက်ပါပြီတာတုခေါ်ပါတော့ခမဆောရာတပြင်းဒူရီယာမဂဇင်းဒီဇင်ဘာလ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။